ျွန်တော်တို့ခုနောက်ပိုင်းမှာဗမာစကားကိုမပီကလာပီကလာပြောတဲ့အတန်မျိုးတွေတော်တော်များများကြားလာကြရပါတယ်။စာလုံးနဲ့စာလိမ်ကိုပီအောင်မပြောနိုင်တာကတော့ရိုးနေပါပြီ။တသံနဲ့တသံမပီတာကလည်းတိတ်အဆန်းတော့မဟုတ်တော့သလိုဖြစ်နေပါပြီ။ကတ်သက်နဲ့တတ်သက်မပီတာကတော့ကိုကိုကိုမပီလို့တောင်မှမပီမှန်းမသိကြတဲ့သူတွေအများကြီးရှိပါတယ်။အင်အားကန်ကိုအင်အားကင်လို့အင်္ဂလိပ်စကား CAN အတန်မျိုးနဲ့ပြောတာပြည်လန်းကိုပြည်လန်းလို့ LAN အတံမျိုးနဲ့ပြောတာကိုထူးထူးဆန်းဆန်းကြားလာကြရပါတယ်။အခုနောက်ထပ်ထူးဆန်းတာလေးတစ်ခုကတော့လောက်ကမယ်ပြောကမယ်ဆိုတဲ့အပြောမျိုးတွေပါ။လောက်ရမယ်ပြောရမယ်ဆိုတဲ့နေရာမှာလောက်ကမယ်ပြောကမယ်ဆိုပြီးတော့သုံးနာမျိုးကိုစကားထဲမှာတော်တော်ထည့်ပြောတာတွေ့လာကြရပါတယ်။စကားထဲမှာနေမက စားတဲ့ကိုတောင်ရောက်လာတာမျိုးလဲတွေ့ရတတ်ပါတယ်။ဒီတော့လေဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆရာကြီးဦးထွန်းတင်တဲ့မေးကိုမေးကြတော့မယ့်အခြေအနေမျိုးဖြစ်လာပါတယ်ခင်ဗျာ။ဒါလေးက အခုမှတော်တော် training ကြည့်ကြည့်တချို့ရက်တွေမှာအဲ့လိုပြောနေကြတာဗျကျွန်တော်တို့အညာမှာတော့ကျွန်တော်ရက်တွေပါတယ်မှာခလေးလူကြီးကြံအကုန်လုံးဒီလိုမမှားဘူးဗျအဲ့ဒီဟာရဲ့အားလုံးကရပဲပြောကြတာပဲလုပ်ရမယ်ဖေးရမယ်ကျဲရမယ်စသဖြင့်ပေါ့ဗျာတွားရမယ်လာရမယ်စသဖြင့်အဲ့ဒီရတွေကတော့ဒါမှအနေစိတ်ပဲရှိရဘူးသွားရမယ်လာရမယ်စားရမယ်တောက်ရမယ်အေးရမယ်ဆိုတာမရမှာတိတ်ပဲရှိတာ ဘလို့ကနေဘလို့များအဲ့လိုအလွဲတွေကဖြစ်လာတာလဲဆရာဘယ်လိုလဲလဲဆိုတဲ့ခါကြတော့အထူးသဖြင့်ကဆတ်တပတ်တည်းကတ္တဆတ်တတ်တပတ်အဲ့ဒီအတ္တတည်းရဲ့နောက်မှာသူကကလေးလာပြီးပြောတယ်ဗျာဆုံးမပြင်းလောက်ရမယ်ဆိုတော့လောက်ကမယ်အိတ်ဆိုရင်အိတ်ကမယ်မှတ်ဆိုရင်မှတ်ကမယ်အဲ့လိုပေါ့ဟိုချိရမယ်ချိကမယ်ပေါ့အဲ့လိုကတ္တ ချက်ကမယ်ပေါ့ဟိုကတ်သတ်သတ်တတ်ပတ်သက်ဒီမှာညာတော့ဖြင့်အဲ့ဒါကြီးပြောင်းနေရှိတယ်ဗျအရင်တော့ကတော့ငါညာနာမှာအတက်ဒီမှာတော့ရပြောပြီးတော့ကတ်သတ်တတ်ပိုင်းနောက်မှာကလေးနဲ့ပြောနေရှိတယ်နောက်ပိုင်းကျတော့ဘာလို့မဟုတ်တော့ဘူးအကုန်လုံးတော့အဲ့ဒီအယောယောတွေတွေဖြစ်ပြီးတော့ကတ်သတ်တတ်ပါအတက်ဒီမဟုတ်ဘူးငါညာနာမှာအတက်ဒီတရရရဲ့နောက်ဒီမှာအားလုံးဟာကလေးနဲ့ဖြစ်ကြတယ်ဗျ မှန်တော့မှားတော့မှားကြတာပဲနှုတ်တော့နှုတ်ကျိုးလို့လည်းဖြစ်နိုင်တာပေါ့လေဟိုအရင်ပြက်တာနဲ့နောက်ပြက်တာကွာတယ်လို့ပဲပြောလို့ရသလားဆရာဒါမှမဟုတ်လို့ရှိရင်ဆရာဟိုကာစာတပ်ပါဆိုလို့ရှိရင်တော့နောက်ကပြောင်းတာဆိုရင်တော့ဆရာဟိုလက်ခံနိုင်ပွဲရှိတယ်ငါညာနာမနောက်မှာပြောင်းတာဆိုတော့လက်ခံနိုင်ပွဲမရှိလို့ဆရာအဲ့လိုမျိုးဟိုအဲ့လိုမျိုးဆိုလို့သလားမဟုတ်ဘူးဗျပြောင်းသွားတဲ့ဟာလေးကိုလည်းပြောတယ်အရင်ဖြစ်နေတဲ့ကာစာတပ်ပါနောက်ကပြောင်းတာကိုခွင့်ပြုဖို့ကောင်းသလား ဒါလက်ခံနိုင်သလားဆိုတဲ့အခါကျတော့ကျွန်တော်သဘောအရဆိုရင်တော့ကျွန်တော်လက်ကိုမခံနိုင်ဘူးကြမပြောသင့်ဘူးလို့ထင်တယ်ဘာလို့အနေသိပဲလည်းမရှိဘူးလေတကယ်တော့ရဆိုတဲ့အခါမှာလားအနေရှိရသွားရမယ်ပြောရမယ်ဆိုရမယ်လုပ်ရမယ်အိပ်ရမယ်စားရမယ်ဆိုတာလေအဲရကမှအသေးပဲရှိတဲ့ဇလုံးလေးပေါ့လေဒါကမှမှန်တယ်ဗျအဲ့ဘာကြောင့်ဒီလိုပြောင်းသွားသလဲဆိုတဲ့ဟာကအဲနည်းနည်း စဉ်းစားကြရပါလေ။ဒါမှားတော့မှားတာပဲ။လက်မခံတင်ဘူးလို့ထင်တာလေ။မှားရင်ပြည့်ရင်းလာတဲ့သဘောလိုပဲထင်တာ။အဲ့ဒါနဲ့အလားတူတာလေးတစ်ခုကကဲ့နဲ့ရဲ့ပေါ့ဗျာ။ကျွန်တော်လည်းအဲ့ဒါကိုပဲဆက်ပြီးတော့မေးမလို့ပဲဆရာ။ဟာဟုတ်ရဲ့လားဟုတ်ကဲ့လားလို့မေးတာမျိုးပေါ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့။ဟုတ်ရဲ့လားဟုတ်ကဲ့လား။အဲ့ဒီခါကမှဒါလေးကနည်းနည်းတော်သေးလို့အောင်းမရတာပေါ့လေ။ဘာလို့နှစ်ခုလုံးဟုတ်ရဲ့လားဟုတ်ကဲ့လား။အဲ့ဒီနှစ်ခုစလုံးကတော့အတိတ်ပဲလေယူလို့ရတယ် အဓိပ္ပာယ်လည်းကဲမှလည်းရှိတယ်ရဲမှလည်းရှိတယ်ဒါလေးကနည်းနည်းလက်ခံမှဆိုလက်ခံလို့ရမလို့ထင်တာပဲကျွန်တော်တို့ရဲ့တင်မှာတော့ရဲ့နေနဲ့ပဲပြောတယ်ကဲနဲ့ဘယ်မှမပြောင်းမသွားဘူးတော်တော်လည်းအဲ့ဒီစဉ်းစားကြည့်လိုက်ရင်တော့ဟုတ်ကဲ့လားဆိုတာကတကယ်ဟုတ်တယ်ဆိုတဲ့အတိတ်ပဲကဲရတော့တကယ်ဆိုတဲ့အတိတ်ပဲလေးကိုဟောနိုင်တယ်ပေါ့လေ နောက်ရဲဆိုတော့အရဲ့အတိတ်ပဲလေးကိုပြောနေတယ်ပေါ့။ကောင်းရဲ့လားဆိုတော့ကောင်းဤလားလို့ပြောတင်တယ်ပေါ့။ဟုတ်ကဲ့လားဆိုတာကတကယ်ဟုတ်လားလို့ပြောတဲ့ဟာမျိုးဆိုတဲ့အခါကျတော့အဲ့ဒီဟာလေးကတော့သူ့အတိတ်ပဲနဲ့သူလည်းအတိတ်ပဲလက်ရှိနေတော့ပြောင်းသွားတာကသက်ဆိုင်နိုင်တဲ့အကြောင်းရှိတယ်လို့ထင်ပါတယ်။ ကဲနဲ့ကဲနဲ့ဆက်ဆက်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဆရာအဲ့ဒါလိုယူဆကြလားဆရာဟုတ်တယ်ဟုတ်တယ်ကဲနဲ့ကဲနဲ့တူတာဟုတ်ကဲ့အဲ့ဒါအင်းနဲ့တူတာဟုတ်ကဲ့ဆရာဟုတ်ကျွန်တော်အခုပြောတဲ့ဟုတ်ကဲ့ဆိုတဲ့ဟုတ်ကဲ့ဆရာဆိုတဲ့အဲ့ကကဲရောအဲ့ဒီကဟိုတကယ်ဟုတ်တာပဲဆိုတဲ့အဓိပ္ပာယ်မျိုးလားဆရာဟုတ်တာပေါ့ဟုတ်တယ်တကယ်ဟုတ်တာပဲဆိုတဲ့ကဲရောတကယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာဒါကြောင့်ဟုတ်ကဲ့ဆိုတာတကယ်ဟုတ်တယ်လို့ပြောချင်တာပေါ့ဗျာကျွန်တော်ဟိုတော့အင်ဂျင်တဘုတ်တဲ့ရလို့ပေါ့ကြွက်ကဲအရာကြောင်ရဲ့အလားဆိုတာမျိုးလို့ ဒီနေရာမှာသူတကယ်မူလရှိတဲ့နာတော့ဤဖြစ်မှာပေါ့ဇက်ကျွက်ကဲအရာတကယ်ကျွက်လို့ပဲလို့ရလက်ကောက်ယူလို့ရတာပေါ့လေအဲကြောင့်မို့ကဲလို့ရလို့အနဲ့တိတ်ပဲငါလုံးရှိတယ်ပြောနိုင်တယ်ပုကနဲ့ရနေရတော့ဘာမှအနဲ့တိတ်ပဲမရှိအပန်လိုက်ပြောင်းသွားတာပဲရှိတဲ့ခါကျတော့အနဲ့တိတ်ပဲမတူလို့လို့လေအနဲ့တိတ်ပဲမရနိုင်တဲ့ခါကျတော့ကျွန်တော်အိတ်ကနေရကိုလက်ခံတဲ့လို့မထင်ဘူးပါလေ ါနဲ့ဆက်ဆက်ပြီးတော့ဥပုံညာရဲ့စာချိုးလေးကိုပြည့်တရီရမိပါတယ်တခါကဥပုံညာရေချိုးသွားတော့သူ့ညီအကိုဝင်းခွဲကြံဘက်ဆိုတဲ့လူကဖျားခေါင်းမော်တက်ပြီးရွှေချရမှာဖျားနေရွက်ကိုနင်းမိပြီးဖျားနေရွက်ကျိုးသွားပါတယ်ကြံဘက်ရွှေပြားလူလာနဲ့မကမီပဲဖျားနေရွက်ကျိုးရတာကိုဥပုံညာတွေ့တော့ဟာသညံအတွက်တဲ့သူ့ထုံးစံအတိုင်းနီးရတနေရမှာမိသွေးခဲနဲ့ကြပြတဲ့ဘုတ်ကောက်ချစ်ခဲ့ပါတယ် ဖះနေရာကနေပြီးတော့ဇဝနညံရှင်ရှင်နဲ့သူရေးခဲ့တဲ့ကဗျာဟာကဏဝင်ဟာတကဗျာတပုတ်ဖြစ်လာပါတယ်အဲ့ဒီကဗျာကဘလို့ရေးထားတယ်လဲဆိုတော့တခါကြံဘက်ငါနှစ်ရွက်ကို နင့်တဲ့ချိုးသွားရွှေတပြားနဲ့ငါကားမကြီးကြံဘက်ကနင့်ရွက်ယူခဲ့ရွှေခွာလဲလို့ဖြစ်ပါတယ်နင့်ရွှေတပြားနင်းပြန်ယူငါနှစ်ရွက်ကိုပြန်ယူခဲ့လို့ဖះကပြောတယ်လို့မျိုးရေးထားတဲ့ကဗျာပါဒီနေရာမှာကြံဘက်ရေးလို့ရေးရမယ်အစားမှာဆရာကြီးဥပုံညာက ကြံဘက်ကေလို့ရေးသွားတာလေးကိုသတိထားမိပါတယ်ဒီကြောင့်ကိုလည်းဆရာကြီးဦးထွန်းတင်ကိုမေ့ကြည့်ပါတယ်အဲ့ဒါလည်းခုနအတိုင်းပဲဗျာရဲနဲ့ကေလို့ပဲရေနဲ့ကေဒီအလုံးစရာကြီးတွေမှာအတန်လေးပြောင်းပြီးတော့ပြောကြတာလေးရှိတယ်သူကတော့အနဲ့တိတ်ပဲမရှိဘူးရေရောကေရောဟာအနဲ့မရှိဘူးဗျသူ့ကိုကျွန်တော်တို့ပြောရင်တော့ပတ္တပူရဏပေါ့ဗျာပုတ်ဖြစ်ပေါ့ရသောအပွင့်ဖြစ်ပုတ်ဖြစ်မှာပဲတုံးတယ်အဲ့တော့ရေ ဒါမို့ရေပေါ့ဗျာနောက် A ဒါမို့ K ပေါ့ဗျာရေလို့သုံးရင်သုံးမယ်ရေလို့သုံးရင်သုံးမယ် K သုံးရင်သုံးမယ် K သုံးရင်သုံးမယ်တခါတခါကျတော့ K တော့မဟုတ်ဘူးငယ်လေးတော့သုံးရင်သုံးတာပေါ့လေရေသုံးရင်သုံးမယ် K သုံးရင်သုံးမယ်ငယ်သုံးရင်သုံးမယ်ဒါတွေကျတော့အပန်းဖြည့်တာပဲရှိတယ်အနက်တိတ်ပဲတော့မရှိဘူးပေါ့အဲ့တော့သူတို့ကိုပုတ်ဖြည့်စလုံးနေအော်ပါဠိမှာတော့သူသုံးရင်ပဒပူရဏလို့ တုံးတယ်တုံးခါရှိတယ်ပေါ့လေသူကပုတ်ဖြစ်တဲ့အခါပဲဆိုတော့သူကတုံးပြန်ပြုတ်ထားတဲ့သဘောလေးပေါ့ဒီမှာလည်းပဲစဉ်းစားပြန်တစ်ခုရှိတာပေါ့လေဘာစဉ်းစားပြန်ရှိလဲဆိုတော့အဲ့ဒါလည်းပဲရေပုံရအပြင်ကတ်ဆတ်တပ်ပနောက်ကဆိုရင်ကဲဖြစ်ပြီးတော့ငါညာနာမှာနောက်ကရေဖြစ်တဲ့သဘောလေးပြအဲ့တော့ဒီကကြီးဟာကကြီးရဲ့ရောက်ရဲ့ဟာ အရှိကအပတ်တင်နေလည်းပဲပတ်သက်မှုရှိတယ်သက်ဆိုင်မှုရှိတယ်ပြောင်းလာပြတာမှာအဲ့ဒါရင်းလို့လည်းပဲဆိုင်တယ်လို့တော့ကောက်ချက်ချလို့ရမယ်တဲ့သဘောရှိပါတယ်ရှင်းသွားပါပြီဆရာရနဲ့ကနဲ့ပြောင်းတတ်တယ်ခုနရဲနဲ့ကဲနဲ့ပြောင်းတတ်တယ်ဟိုရင်နဲ့ကင်နဲ့ပြောင်းတယ်ရင်နဲ့ကင်နဲ့လည်းပြောင်းတာရှိတယ်ဒါပေမဲ့အဲ့လိုပြောင်းကြတဲ့အထက်မှာရင်နဲ့ကင်နဲ့ပြောင်းတာရဲနဲ့ကဲနဲ့ပြောင်းတာရင်နဲ့ကင်နဲ့ပြောင်းတာကပြဿနာမရှိပေမဲ့ ဒီရနဲ့ကနဲ့ပြောင်းလာတော့ဘလို့မှလက်ခံနိုင်စရာမရှိဘူးလို့ဒါဆရာအနေနဲ့ဟိုဒီလိုညီကုန်းချုပ်ခြင်းတဲ့ဘောဒီလိုကောက်ချက်ချင်ဟုတ်တယ်ဟုတ်ပါတယ်